ေဒီယိုအစီအစဉ်ကနေကြိုဆိုပါတယ်။ညစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ညစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉.၃၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်တမ5မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံလူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမာရှိကြပါစေလို့မြစီမရေဒီယိုဖွင့်သူဖွင့်သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်နိုဗင်ဘာလ6ရက်ကြာသာပတေးနေ့မနက်ပိုင်းမြစီမရဲ့ရေဒီယိုစီစဉ်တွေကိုမြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကတော့ကိုမြတ်ပါဒီကနေ့မနက်ပိုင်းအတွက်တင်ဆက်ပေးမယ့်အစီအစဉ်တွေကတော့ ကရင်နီပြည်ကပြည်သူတွေနဲ့ဆက်ဆောင်တွေအငတ်ဘေးကြုံအောင်စစ်ကော်မရှင်က လုပ်နေတယ်လို့ KNHRG ထုတ်ပြန်တဲ့သတင်းမြင်းချမ်းမြို့နယ်လက်တစ်ချေးရွာစစ်စေးဂိတ်ကိုတိုက်ခိုက်မှုအုတ်ကြီးအပါရှစ်ဦးသေဆုံးတဲ့သတင်းဆားတဲ့သတင်းတွေအပါဝင်နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိနေပါတယ်အဲ့ဒီနောက်မှာတော့မြစည်းမသတင်းဌာနရဲ့ editor အဘော editorial talk အစီအစဉ်ရဲ့ဒုတိယပိုင်းကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ် အခုအချိန်ကစပြီးပြည်တွင်းသတင်းတွေကိုကျွန်တော်ကိုမြတ်နေတူဆိုင်းခန့်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဆိုင်းခန့်ပါစကိုင်းတိုင်းဝက်လက်မြို့နယ်တဲကကြေးရွာတွေကိုစစ်ကော်မရှင်ကအင်အား300ခန်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်ပြည်သူ6000ကျော်ထွက်ပြေးနေရတယ်လို့ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူစီကတရားပါတယ်။ဒီကနေ့မနက်9:00ကျော်လောက်ကစပြီးရွာသားကြီးရွာကအင်အား80ပါစစ်ကြောင်းကတရက်ဦးကြေးရွာပဲ ရွှေဘုံမြို့နယ်ဖုံးဘွယ်ရွာဘက်ကထွက်လာတဲ့အင်အား150ခန့်ပါစစ်ချောင်းနဲ့လှတော်ရွာဘက်ကထွက်လာတဲ့အင်အား90ခန့်ပါစစ်ချောင်းကစိုင်းနိုင်ကြီးစိုင်းနိုင်လေးကြီးရွာတွေဘက်ကိုစစ်ချောင်းထိုးလာနေတာလို့ဆိုပါတယ်။စစ်ချောင်းထိုးနေတယ်ပြစ်တာတွေတော့ရှိတယ်။ရွာတွေတဲကိုပြစ်ခတ်ဝင်တာစစ်ချောင်းက3ချောင်းပြည်သူတွေကတော့ထွက်ပြေးနေရတာများတယ်။ ပြေးရတဲ့ရွာတွေကရွာကြီးတွေကြီးပဲလို့ဝက်လက်မြွနယ်ပကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်စစ်ကော်မရှင်စစ်ကြောင်းဝင်လာချိန်အချိန်မီထွက်ပြေးနိုင်တဲ့အတွက်လက်ရှိအချိန်ထိဒေသခံဖမ်းဆီးပြစ်ခတ်ခံရတာမျိုးမရှိဘူးလို့ဆိုပါရယ်ဒီကနေ့ညနေ3နာရီကမှရွာသားကြီးဘက်ကထွက်လာတဲ့စစ်ကြောင်းကတမကုန်းကျေးရွာစတင်ကြောင်းမှာရောက်နေပြီးကြံစစ်ကြောင်းနှစ်ကြောင်းကဆိုင်နိုင်လေးဆိုင်နိုင်ကြီးရွာတဝိုက်မှာရှိနေတယ်လို့သိရပါရယ် စစ်ကြောင်းဝင်လာတဲ့အတွက်အင်ဂျီ200ကနေ900ကြာရှိတဲ့စိုင်းတိုင်းကြီးစိုင်းတိုင်းလေးတရက်ဦးတမကုံရွာတော်ကုံအုံနေဘုတ်စင်တဝဲအပါဝင်ကြေးရွာရှိရွာလောက်ကဒေသခံ6000ကျော်ကန့်ထွက်ပြေးနေရပါတယ်။စစ်ကြောင်းဝင်လာချိန်စိုင်းတိုင်းကြီးနဲ့ဖုံးပွက်ကြေးရွာကြားမှာစစ်ကော်မရှင်စစ်ကြောင်းကိုဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့နိုမာလာနှစ်ရက်နေကလည်းဝက်လက်မြွနယ်ရွာသားကြီးကြေးရွာကလာတဲ့စစ်ကော်မရှင်စစ်ကြောင်းကမကူဒီကြေးရွာကပြည်သူ40ကျော်ကိုဖမ်းသွားပြီးဒီကနေ့နိုမာလာ9ရက်နေ့အထိပြန်မလွတ်လာသေးဘူးလို့သိရပါပါတယ်ခင်ဗျာ။ န္တလေးတိုင်းမြင်းကြံမြို့နယ်လက်တစ်ကျေးရွာမှာရှိတဲ့စစ်ကောင်မရှင်တပ်သားတွေနဲ့ပြူစောတိပူပေါင်းဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာလက်တစ်ကျေးရွာအုပ်ချုပ်ရေးမှုအပါအဝင်စစ်ကောင်မရှင်ဘက်က၈ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့မြင်းကြံခရိုင်တပ်ရင်းခွန်0ပျောက်ကြားတပ်ဖွဲ့ကအောက်တိုဘာလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ၄ရက်နေ့လယ်၂နာရီအချိန်မှာစစ်ကောင်မရှင်ရဲ့စစ်ဆေးရေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဟာအချိန်မိနစ်20ခန့်ကြာမြင့်ခဲ့တယ်လို့ဇီရိုပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကုသကြီးကပြောပါတယ်ထိတ်တိုက်ဝင်ပစ်တာ ပြပြချင်းသူတို့ဘက်ကနှစ်ယောက်သုံးယောက်လောက်ကြသွားတယ်။အဲ့ဒီမှာကစင်ကလေးရနဲ့ဘန်ကာတဲ့ဝင်ပြေးတာကိုမှရဲဘော်တို့က RPG နဲ့ထပ်ဝင်ပြစ်တာဘန်ကာတဲ့ထိပ်ပြီးဘသူမှမလုံနိုင်တော့ဘူးလို့ပြောပါတယ်။အဲ့ဒီနောက်စစ်ကော်မရှင်တပ်သားတွေထံကနေလက်နက်ကောက်ယူဖို့စူးစမ်းခဲ့ပေမဲ့လည်းအနီးအနားမှာရှိတဲ့ခမရ15ကနေကားကြီး3စီးနဲ့စစ်ကူတွေထွက်လာတဲ့တဲ့ရင်ကြောင့်ရဲဘော်တွေပြန်လည်ဆုတ်ခွာလာရတာဖြစ်တယ်လို့ကုသကြီးကဆိုပါတယ်။ အခုတိုက်ခိုက်ခဲ့တဲ့လက်တစ်ဂျေရွာစစ်စေးဂိတ်မှာပြူရဲနယ်စစ်သားအင်အား90နီးပါးရှိတတ်ပြီးတွားရောက်တိုက်ခိုက်ခဲ့ချိန်မှာတော့အင်အား20နီးပါးရှိတယ်လို့သိရပါတယ်တိုက်ခိုက်မှုအတွင်းလက်တစ်ရွာမှာနှစ်ပေါင်းများစွာအုပ်ချုပ်ရေးမှုပြင်ဆောင်ရွက်ခဲ့တဲ့စစ်ကော်မရှင်တောက်တိုင်ငမင်းခေါ် ကိုမင်းဆိုသူပါတည်ဆုံသွားတယ်လို့ကိုတက်ကြီးကပြောပါတယ်တိုက်ခိုက်မှုအတွင်းစစ်ကော်မရှင်တပ်ဖွဲ့မှ၈ဦးကနဦးတည်ဆုံပြီးဒဏ်ရာရသူတွေကနောက်ထပ်တည်ဆုံသူတွေလည်းရှိနိုင်တယ်လို့ဇီရိုပျောက်ကြားတပ်ဖွဲ့ထံကနေသိရပါတယ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့မြစည်းမအနေနဲ့တိကျအတည်ပြုနိုင်တာတော့မရှိသေးပါဘူးရဲတပ်ရွာစစ်စေးဂိတ်ဟာမြင်းကြံတရအူမန္တလေးလမ်းပိုင်းမှာတည်ရှိပြီး ခမရ15နဲ့နှမိုင်ခန့်သာကွာဝေးပြီးစစ်ကော်မရှင်တပ်တွေအရေးကြီးတဲ့စစ်ဆေးဂိတ်တစ်ခုဖြစ်တယ်လို့ဇီရိုပြောက်ကြားတပ်ဖွဲ့ထံကနေသိရပါတယ်တိုက်ခိုက်မှုအပြီးမှာအနီးနားကခြေရွာတွေကိုစစ်ကော်မရှင်တပ်ကဝင်ရောက်စီးနင်းပြီးဒေသခံတွေကိုဖမ်းဆီးစစ်ဆေးတာလမ်းသွားလာလာတွေကိုစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်တော်လိုင်းတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်စင်ကြီးကပြန်လည်ဆုတ်ခွာလာချိန်မှာလဲသတင်းပေးသလံအဖြစ်တ တေချာအတည်ပြုထားနိုင်တဲ့စစ်ကော်မရှင်သတင်းပေးနှစ်ဦးကိုလည်းဖမ်းဆီးလာနိုင်ခဲ့ပြီးခရိုင်ပကပအဖွဲ့တံကိုအနှံပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာစကိုင်းတိုင်းထပ်ပိုင်းဘမ်းမောင်မြို့နယ်ကိုတော်လိုင်းတပ်တွေကပြီးခဲ့တဲ့စက်တင်ဘာလမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်အုပ်စုနဲ့ရှမ်းနီအမျိုးသားများတပ် SN ပူးပေါင်းတပ်ဖွဲ့နဲ့တော်လိုင်းတပ်တွေတိုက်ပွဲဆက်ဖြစ်နေတာတလကျော်ကြာမြင့်လာပြီလို့တော်လိုင်းတပ်ဖွဲ့တွေကပြောပါတယ် စေအိုစုနဲ့ SNA ပူးပေါင်းတပ်ဖွဲ့နဲ့တော်လိုင်းအင်အားစုတွေကဗမ်းမောက်အနောက်ချမ်းကမြို့နဲ့တမိုင်လောက်ကွာဝေးတဲ့နာရကရွာမှာတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ဆိုပါတယ်။လက်တလုံးမှာလည်းစေအိုစုနဲ့ SNA တပ်ဟာနာရကရွာမှာပဲအထိုင်ချထားပြီးရှစ်ဆက်မတိုးလာပဲမြို့နောက်ချမ်းကိုဝင်ရောက်ဖို့ကြိုးစားနေတာတွေ့ရကြောင်းအဲ့ဒီအခြေအနေကိုသိတဲ့စစ်ရေးသတင်းမြစ်တူကပြောပါတယ်။ ဒါအပြင်ဗန်းမောက်အနောက်ချမ်းမှာအဆက်နေတက်ရဲ့ယုံတွေစည်ရေးလေးကျင်ရေးတင်တန်းကွင်းတွေနဲ့ဗဟုဌာနအနေနဲ့ယုံဆိုင်ထားတာကြောင့်နေ့စဉ်လေကြောင်းနဲ့လက်နက်ကြီးတွေပစ်ခတ်ကာကာကွယ်နေတယ်လို့ဆိုပါတယ်တိုက်ပွဲတွေကြောင်းဒေသခံအများစုစစ်ဘေးရှောင်နေရပြီးအများစုဟာတော်လင်းအင်အားစုတွေရှိရာနေရာကိုထွက်ပြေးတိမ်းရှောင်လာကြပြီးတချို့တဝက်ကတော့မြို့နောက်ချမ်းမှာပြိမ့်မိနေတယ်လို့ဒေသခံတွေကဆိုပါတယ် လက်တလုံးမှာတော့စစ်အုပ်စုနဲ့တော်လိုင်းတပ်တွေတိုက်ပွဲငြိမ်သက်နေတာ၄ရက်ကျော်ရှိနေပြီးလေကြောင်းနဲ့လက်နက်ကြီးပြစ်ခတ်တာတွေပါမရှိနေဘူးလို့ပြောပါတယ်။ဗန်းမောင်မျိုးဟာတော်လိုင်းအင်အားစုတွေမြို့နယ်တစ်ခုလုံးတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ပင်လယ်ဘူးနဲ့အင်းတော်မြို့နယ်တွေနဲ့နေမြင့်ချင်းတစ်ဆက်တည်းရှိပါတယ်။မြို့နယ်၄မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ကတားခရိုင်ထဲမှာဗန်းမောင်မျိုးနယ်လည်းပါဝင်ပြီးတော်လိုင်းအင်အားစုတွေတိမ့်ပိုက်ထားတဲ့အင်းတော်မြို့နယ်နဲ့ထီးကြိုင်မြို့နယ်တို့လည်းပါဝင်ပါတယ်။ ကချင်ပြည်နယ်အဆက်မှာတည်ရှိတဲ့ဗန်းမောင်မြို့ဟာမြို့ပေါ်ရက်ကွက်၄ရက်ကွက်နဲ့မြို့နေလူဦးရေ8500ကျော်နေထိုင်တဲ့မြို့ဖြစ်ပါတယ်။မြစည်းမရေဒီယိုရဲ့ကြာသာပတင်းတွေမနက်ပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ ကင်းနီပြည်နယ်မှာပြည်သူနဲ့စစ်ဆောင်တွေစိုက်ပျိုးတီးနှံမရိတ်သိမ်းနိုင်ဖို့နဲ့စားနေခါပြက်လက်စေဖို့စစ်ကောင်စီကရွေကျက်ရှိရှိနဲ့တိုက်ခိုက်နေတယ်လို့ကင်းနီလူခွင့်ရေးအဖွဲ့ KNHRG ကဒီကနေ့မှထုတ်ပြန်ပါတယ်စစ်ကောင်စီကစိုက်ကွင်းတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာစိုက်ပျိုးတီးနှံရိတ်သိမ်းနေတဲ့ပြည်သူတွေကိုဒရုန်းပုံအုံပြတိုက်ခိုက်တာတွေကြောင့်ထိခိုက်ဒေဆုံးတဲ့အရပ်သားတွေရှိနေတယ်လို့ဆိုပါတယ်ဒါပြင် ပြည်내ရဲ့စိုက်ပျိုးရေးဧရိယာတွေကို UTP စစ်ကြောင်းအလုံးရင်းနဲ့ထိုးလာတာကြောင့်စိုက်ပျိုးသီးနှံစိုက်ပျိုးမှုယောနယ်လာပြီးလုံခြုံရေးအန္တရာယ်တွေကြောင့်စိုက်ပျိုးထားတဲ့သီးနှံအလုံးမရိတ်သိမ်းနိုင်တဲ့အခြေအနေကိုရင်ဆိုင်နေရတယ်လို့ဖော်ပြပါတယ်။စပားရိတ်ပြည်သူတွေဖမ်းဆီးခေါ်ဆောင်ခံရတာတစားကန်ဖြစ်ဖမ်းဆီးခံရတာလူမဆန်စွာနှိပ်စက်ခံရတာတွေကြုံတွေ့နေရတဲ့အတွက် ပြည်သူတွေအတွက်စိုက်ပျိုးသိနှံရိတ်သိမ်းဖို့အသက်အလုံးကျုံရေးအနေရကိုရင်ဆိုင်နေရပြီးမိသားစုဝင်ရေးအတွက်စိုးရင်ကြောင်းချမှုမြင့်တက်နေတယ်လို့ KNHRG ကအတည်ပြုပါတယ်။စာနယ်ဇင်းကနေဝင်ငွေရလမ်းကြောင်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်လာတာကလူထုနဲ့ဆက်ဆောင်တွေဝင်ငွေရရှိမှုရပ်တန့်အောင်နဲ့မိသားစုစားဝတ်နေရေးစိန်ခေါ်မှုတွေကနေပြီးရေရှည်မှအငတ်ပေးကြုံအောင်စစ်ကောင်စီကလှုံ့ဆော်နေတာလို့ဆိုပါတယ်။အော်တိုဝါလာအတွင်း KNP နယ်မှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အရသား22ဦးဒဏ်ရာရပြီး9ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ကီနီပြည်နယ်ကိုစစ်ကောင်စီတပ်ကအလုံးအင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်ပြည်နယ်ထဲတိုက်ပွဲဖြစ်ပွားမှုမြင့်တက်လာပြီးစစ်ရှောင်လူဦးရေလည်းများလာတယ်လို့ KNHRG ကတီးပေးပါတယ်။ဇူလိုင်လနဲ့ဩဂတ်လတွေကရွှေပြောင်းလာကြတဲ့စစ်ပေးရှောင်တွေကိုလုံလောက်တဲ့အကူအညီမပေးနိုင်တဲ့အပြင်အော်တိုဘားလာမှာစစ်ရှောင်အရေးအတွက်ထတ်တိုးလာလို့အရေးပေါ်စားနပ်ရိက္ခာအကူအညီနဲ့အမိုးကလိုအပ်မှုကကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတယ်လို့ဆိုပါတယ်။ လူဦးရေ၃သိန်းဝန်းကျင်ရှိတဲ့ကရင်နီပြည်နယ်မှာပြည်သူ၂သိန်းကျော်ကဆစ်ရှောင်နေရတဲ့အကြက်တဲကိုအရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ပေးဖို့နဲ့ချိုးဖောက်ခံနေရတဲ့လူအခွင့်အရေးတွေရောစေရေးကူညီပေးဖို့ KNHRG ကနိုင်ငံတကာအတိုင်းအဝိုင်းကိုတောင်းဆိုထားပါတယ်ခင်ဗျာ။မြစည်းမရေဒီယိုရဲ့ကြာသာပတင်းတွေမနက်ပိုင်းထိရရှိထားတဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။အခုကတော့နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။ င်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအပေါ်ကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှုနဲ့အကူအညီတွေရောကြလာတဲ့အတွက်သူတို့နဲ့တသားတည်းရှိကြောင်းပုံမူပြသဖို့နိုင်ငံတကာအတိုင်းဝိုင်းကိုဗာတီကန်မှာရှိတဲ့လူသားဖွံ့ဖြိုးတိုးတက်မှုမြင့်တင်ရေးဌာနအကြီးအကဲကာဒီနယ်မိုက်ကယ်ဖလစ်ချာနီကတိုက်တွန်းလိုက်ပါတယ်။ရန်ပုံငွေဖြတ်တောက်ခံရမှုတွေကမ္ဘာကအာရုံစိုက်မှုရောကြလာတာတွေကြောင့်ဒုက္ခသည်တွေဟာအင်မတန်ခက်ခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်လို့ချာနီကနိုမာလာ၃ရက်ထုတ်ပြန်ကြမှာပြောကြားခဲ့ပါတယ်။ ကာဒီနယ်မိုက်ကယ်ဖလစ်ချာနီဟာမြန်မာနယ်စပ်အနီးဘင်္ဂလားဒေ့ရှ်နိုင်ငံအရှိတောင်ပိုင်းကော့ပဇာမြို့မှာရှိတဲ့ရွန်ဂျာဒုက္ခသည်စခန်းကိုတွားရောက်ခဲ့ပြီးတဲ့နောက်အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ကဘာကြီးကဒီထက်ပိုပြီးစီးလုံးညီညွတ်ကြောင်ပြသတင်ပါတယ်။ခရစ်ယာန်နဲ့တခြားဘာသာတွေအပါအဝင်အဖွဲ့အစည်းအားလုံးအနေနဲ့ပြည်သူတွေရဲ့တကယ့်လိုအပ်ချက်တွေကိုတုံ့ပြန်ပြီးဒုက္ခရောက်နေတဲ့သူတွေကိုဆက်ပြီးပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ကူညီပေးနေပါတယ်ဆက်ပြီးကူညီရပါမယ်လို့သူကဆိုပါတယ်။ ကာဒီနယ်မိုက်ကယ်ဖလစ်ချာနီဟာဘင်္ဂလားဒေ့ရှ်ကိုနိုမလာ၁ရက်နေ့ကနေ၅ရက်နေ့အထိတရားဝင်ခီးစဉ်တွားရောက်ခဲ့တာပါ။ချာနီဟာကော့ပစားမြို့မှာရှိနေတဲ့အချိန်ယာယီတဲဒီမှာနေထိုင်ရတဲ့ရိုဟင်ဂျာမိသားစုတွေတင်ကြားရေးဌာနကကလေးတငယ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့အနေနဲ့တနေ့နေ့မှာဇာတိမျိုးကိုဘေးကင်းကင်းနဲ့ပြန်နိုင်ပြီးငြင်းငြင်းချမ်းချမ်းဂုံတိတ်ကာရှိရှိနေနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းကာဒီနယ်မိုက်ကယ်ဖလစ်ချာနီကပြောကြားခဲ့ပါတယ်။ ကောပစားမှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာရိုဟင်ဂျာမွတ်စလင်တစ်သမနှစ်တန်းနေထိုင်လျက်ရှိနေပြီးအများစုဟာ2018ခုနှစ်မှာမြန်မာနိုင်ငံရခိုင်ပြည်နယ်မှာမြန်မာစစ်တပ်ရဲ့ရဲဆက်ဆက်ဖြိုခွင်းမှုတွေကြောင့်ထွက်ပြေးလာခဲ့ရသူတွေဖြစ်ပါတယ်။မြန်မာစစ်ကော်မရှင်တပ်နဲ့အာရခတပ်တော် AA တို့ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာကြောင့်နောက်ထပ်ဒုက္ခသည်တသိန်းခွဲထပ်မံရောက်ရှိလာခဲ့ပါတယ်။ ဒုက္ခသည်တွေဟာအစိုးရနဲ့အကူအညီပေးရေးအဖွဲ့တွေစီကရရှိတဲ့ရိတ်ခါအနှဲငယ်နဲ့ရှင်တန်ရက်တည်နေကြရပြီးစခန်းပြင်ပကိုထွက်လို့အလုံးလုံးကင်ကွင်းပိတ်ပင်ခံထားရပါတယ်။မကြသေးမီနှစ်တွေအတွင်းအကူအညီပေးရေးရန်ပုံငွေတွေတိတိတသားကျဆင်းသွားကြတာပါ။ American သမ္မတ Donald Trump အစိုးရကကမ္ဘာလုံးဆိုင်ရာအကူအညီပေးမှုတွေဖြတ်တောက်လိုက်ခြင်းဟာရမငွေကြဆင်းရခြင်းမှာတစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ အခုနှစ်အတွင်းရိုဟင်ဂျာတွေအတွက်လူသားချင်းစာနာမှုနှစ်စဉ်ခန့်မှန်းရန်ပုံငွေအမေရိကန်ဒေါ်လာ934သန်းတွေက38ရာခိုင်နှုန်းကန်သာရရှိသေးတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNICEF ကပြောကြားခဲ့ပါတယ်။ရန်ပုံငွေမရှိရင်ဒုက္ခသည်တွေကိုအလုံးအလောက်ထောက်ပံ့ပေးဖို့စိန်ခေါ်မှုတွေရှိနေပါတယ်လို့ဒုက္ခသည်ကယ်ဆယ်ရေးနဲ့နေရပြန်ပို့ရေးကော်မရှင်နာယုံအကြီးအကဲမစ္စနူရာမန်ကပြောပါတယ်။ ရမငွေပြက်လက်မှုကြောင့်ရွန်ဂျာလူငယ်အများပြားဟာမူရစေဝါရောင်းဝယ်ဖောက်ကားမှုလူမောင်ခိုးကူးမှုနဲ့ကြားမအခြေပြုအကြမ်းဖက်မှုတွေရဲ့တားကောင်ဖြစ်ပွားနိုင်ပါတယ်လို့သူကတတိပေးခဲ့ပါတယ်။ ဥရောပသမ္မဂ EU ကိုဝင်ရောက်ရင်းယူကရိန်းရဲ့ကြိုးပမ်းမှုအားတားဆီးနေခြင်းကိုရပ်တန့်ဖို့ယူကရိန်းသမ္မဂဗိုလိုဒီမာဇယ်လန်စကီကဟန်ဂေရီဝန်ကြီးချုပ်ဗီတာအော်ဘန်ကိုအင်္ဂါနေ့မှာတိုက်တွန်းလိုက်ပါတယ်။ရုရှားကျူးကျော်မှုဟာရပ်တန့်နေတဲ့သမ္မဂတိုးချဲ့ရေးကြိုးပမ်းမှုတွေကိုပြန်လည်အသက်ဝင်စေခဲ့တာပါ။ EU ဟာရုရှားရဲ့ရန်လိုမှုကိုတုံ့ပြန်ရမှာတမကအဖွဲ့ဝင်တွေးကအဓိကမဟာဗျူဟာမြောက်ဦးစားပေးလို့ရှုမြင်ထားပါတယ်။ ။တမကတိုးချဲ့ရေးအကြီးအကဲမာတာကော့စ်ကလာမယ့်နှစ်တွေအတွင်းမှာအဖွဲ့ဝင်တည်တည်ရှိလာနိုင်တယ်လို့ပြောပါတယ်။ EU ဘဝဝင်ပြည်ချိုးပန်းနေတဲ့နိုင်ငံပေါင်း10နိုင်ငံရှိပြီးတူရကီလိုနိုင်ငံတချို့ဟာနှောင့်နှေးကြကြမှုတွေနဲ့ကြုံနေရတာပါ။မွန်တီနီဂရိုနဲ့အယ်ဘေးနီးယားလိုဘောကန်ဒေသနိုင်ငံတွေဟာအလားအလာအကောင်းဆုံးဖြစ်ပြီးယူကရိန်းနဲ့မော်ဒိုဗာတို့ဟာ2022ခုနှစ်မှာ EU ဘဝဝင်ပြည်ရှောက်ထားပြီးကတည်းကတိတာထင်ရှားတဲ့တိုးတက်မှုတွေရှိလာခဲ့ပါတယ်။ ယူကရိန်းနဲ့မော်ဒိုဗာတို့အတွက် EU အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာတရားဝင်ဆွေးနွေးပွဲတွေကိုလာမယ့်လမှာပြုလုပ်ချင်တယ်လို့သမဂ္ဂတိုးချဲ့ရေးအကြီးအကဲမာတာကော့စ်ကပြောခဲ့ပေမဲ့ရုရှားလိုလာတဲ့ဟန်ဂရီခေါင်းဆောင်အော်ဘန်ကယူကရိန်းရဲ့ဂျိုးပတ်မှုကိုဟန်တာထားပါတယ် ကျွန်တော်တို့ဟာရှင်သန်ရက်တည်ရေးအတွက်စစ်စစ်လွှဲနေရတာပါကျွန်တော်တို့ EU ဖွဲ့ဝင်ဖြစ်ရေးအတွက်ဟန်ဂရီဝန်ကြီးချုပ်ထောက်ခံစေချင်ပါတယ်အ ਨੇ ဆုံးတော့ကျွန်တော်တို့ရဲ့လမ်းကိုမပိတ်ဆို့စေချင်ပါဘူးလို့ဇယ်လန်စကီကပြောပါတယ်ဒါပေမဲ့အော်ဘန်ကဟန်ဂရီကယူကရိန်း EU အဖွဲ့ဝင်ဖြစ်ရေးကိုမထောက်ခံပါဘူး။နောက်လဲထောက်ခံလာမှာမဟုတ်ပါဘူး။ယူကရိန်းအဖွဲ့ဝင်ဖြစ်ရင်စစ်ကဥရောပစီရောက်လာလိမ့်မယ်။ဟန်ဂရီရဲ့ထက်ဝင်မှုတွေကလည်းယူကရိန်းအတွက်ဖြစ်သွားလိမ့်မယ်လို့ပြောပါတယ်။ အဖွဲ့ဝင်ဖြစ်လို့တဲ့နိုင်ငံတွေရဲ့လုပ်ငန်းဆောင်တာတွေဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာမှာ EU ရဲ့အမှုဆောင်အဖွဲ့ကဆက်လက်ဖြစ်ပွားနေတဲ့စစ်ပွဲအကြားအရေးကြီးတဲ့ပြုပြင်ပြောင်းလဲမှုတွေကိုဆက်လက်လှုပ်ဆောင်နေတဲ့ယူကရိန်းကိုချီးကျူးဂုဏ်ပြုထားပါတယ်ဒါပေမဲ့အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးအေဂျင်စီရဲ့လွတ်လပ်မှုကိုယုံနေစေမဲ့ဆုံးဖြတ်ချက်တွေကိုဇယ်လန်စကီးပြန်ရုပ်တင်ဖို့ဥရောပနိုင်ငံတွေကတတိပေးထားပါတယ်။ မီဇီမာရေဒီယိုရဲ့ကြာတာပရင်းနေမနက်ပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုဆက်လက်ပြီးအဒီရာအာဘောအစီအစဉ်ရဲ့ဒုတိယပိုင်းကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်ဒီရခိုင်ဘက်ကနေပဲဆက်လိုက်ချင်ပါတယ်။တစ်ဆယ်နှစ်ဆက်ကုန်ဆက်စင်ရေးမှာဆိုလို့ရှိရင်ဒီရခိုင်စစ်မျက်နှာပြန်ကအတူတူစခဲ့တဲ့စစ်မျက်နှာပြန်ပေါ့လေတလာတော့နောက်ကြတာပေါ့။နိုဗ ెంబ ာ7ရက်နေ့မှာစတာဆိုတော့အော်ဆိုတော့ဒါပေမဲ့ဒီ AA ကဒီ1029စကြတဲ့ကတခါမှပြည့်ရသွားတာမရှိဘူးပေါ့နော်ဒီချက်မြောက်မှာတော့ဒီ high gain သဘောတူညီချက်နဲ့ပတ်သက်ပြီးတော့တစ်ချက်တစ်ဖြတ် ရသွားသေးတယ်ရှိသေးတာရှိတာပေါ့နော်အာဒါပေမဲ့ဒီအခုနောက်ပိုင်းမှာအဲ့ဒီရက်ခိုင်မှာဆိုလို့ရှိရင်ဒီမြို့သိန်းစခန်းသိန်းသတင်းတွေထပ်ပေါ်လीဒီလေချောင်းတိုက်ခိုက်မှုသတင်းတွေကပို့ပြီးတော့ခက်စစ်စိတ်ဖြစ်လာတာကိုတွေ့ရတယ်ပြီးတော့အစောပိုင်းဆရာပြောတဲ့အထက်မှာလည်းပါတယ်ဒီ AA က ဒီဒေတာခန်တွေမြို့ခန်တွေကိုဟိုလေချောင်းသတိပေးတာမျိုးတွေလည်းရှိလာတယ်ပေါ့လေဆိုတော့လက်ရှိဒီရခိုင်ဘက်အခြေအနေကဘယ်လိုရှိသလဲရှင်ရခိုင်ကအာဟိုကျွန်တော်တို့ဟိုတော့မှပြောသလိုအရင်ဆုံးလွတ်မြောက်သွားနိုင်တဲ့ဒါဒေတာကြီးတစ်ခုဖြစ်လာနိုင်ခြေရှိတယ်ဆိုတော့เนาะစည်ရေးရလဲဆိုဟိုစေအုပ်စုတက်ကဆုံးရှုံးမှုတွေကြီးရောအဲ့တော့ရခိုင်ကိုသူဖိတာပေါ့အော်ရခိုင်မှာအင်အားထောင်ပေါင်းများစွာခြီးပြီးတော့သူတိုက်တာနောက်ပြီးတော့ကြီးရေလေးသုံးခုသလုံးတိုက်တာ ဒါမဲ့အဲ့ဒီကြားထဲကဟောရခိုင်ကဟာအောင်ပွဲတွေရခဲ့တာအခုဒီ TNL နဲ့အစစ်တပ်အပြစ်ခတ်ရပြီးတဲ့နောက်အောက်တိုဘာ29ကစပြီးရခိုင်မှာလေချောင်းတိုက်ခိုက်မှုတွေပိုပြီးတိုးလာရသေးတောင် ပုံနှကျွန်းပောက်တော့စစ်တွေကြောက်ဖြူเนาะအဲ့ဒီမှာသူ ဟိုတိုက်ခိုက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေလုပ်တာအောက်တိုဘာ29ကနေ31အထိကို3ရက်တည်းမှာဟိုပဲ drone တွေလက်နက်ကြီးတွေလေကြောင်းတွေနဲ့တိုက်ခိုက်လို့ရခိုင်ဒေသခံတေတာ12ရောက်တည်တယ်31ရောက်ထန်ရတဖက်မှာလည်းကျွန်တော်ပြောသလိုဒီ AA ကဒီလိုမျိုးကြီးမားတဲ့စီရေး pressure တွေအောက်ကနေပဲသူရေဘွားချုပ်ပြီးပြောရင် AR မကွေးနဲ့ပကိုးတိုင်းနေမှာသူ့ရဲ့ရခိုင်ဝင်ပေါက်တည် နော်တတရကာထားနိုင်တဲ့အပြင်ကပ္ပစ16နဲ့3မိုင်လောက်အကွာအထိကိုတိုးလာနိုင်တာဒါတကယ် remarkable achievement စီးတကယ်ချီးကျူးစရာစီးဆွမ်းရည်ပဲစီယုစုတက်ကဒီမကွေးတိုင်းငဖဲနယ်ထဲမှာရှိတဲ့နတ်ကြီးကလီချောင်းရံကာကွယ်ပြူဟာကိုမကြဖို့အတွက်အသေးအတန်ခုခံနေရတဲ့အနေအထားနောက်ဆုံးအဆင့်အနေအထားအချိန်ထဲမှာပဲရခိုင်မှာဆိုရင်အေးရ ကြောက်ဖြူဟိုဟိုထိုးစစ်ဆင်နေပြီးတော့ဆေးဥစုတက်ကကြီးရည်လေး၃ခုစလုံးနဲ့ခုခံနေရအရသာတည်ဆုံးမှုတွေကတော့များတာပေါ့လေ။နောက်စစ်တွေမှာအာနှစ်ဖက်ပြစ်ခတ်မှုရှိနေတော့ဒါတော့ကျွန်တော်ကထင်တာအေရစစ်ကောင်စီတက်ကိုနောက်ကျောမလွန်အောင်လုပ်တဲ့သဘောလို့တော့သဘောလို့ပဲမြင်ပါတယ်။နောက်တစ်ခုကဒီရခိုင်တို့ဟိုပြည်တော်ဒီကချင်တို့ထပ်စားလို့ရှိရင်ဒီအညာအညာဘက်ကအဲဒေတာကဝေးတက်တယ်မှာဆိုလို့ရှိရင်လက်နက်အင်အား ပြီးတော့လွင်ရပြီးတော့ဒီအရေးကြီးဆုံးကဘန္နာရေးဘန္နာရေးပေါ့နော်ဒီမှာဆိုလို့ရှင်တို့ဒီမှာလိုအပ်ချက်တွေတော်တော်များတယ်လို့ထင်တယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာဆိုရင် ရောဒီအညာကတက်တည်ပြီးတော့ဒီလူတို့တွေရောပေါ့လေဘယ်လိုမျိုးစိန်ခေါ်ချက်ကြီးကြီးမားမားတွေရှိနေနိုင်မလဲရှင်တိုက်ပွဲတွေနဲ့ဒါတော်လန်ရေးမှာဟာအင်အားကြီးတဲ့အဖွဲ့တွေအနေနဲ့လဲလွယ်ကူတာမျိုးတော့မဟုတ်ဘူးနော်အင်အားကြီးရင်သူက တကယ်မြေသိမ်းတိုက်ပွဲကြီးတွေကိုလုပ်တဲ့အခါမှာအင်အားထောင်ချီပြီးလာပေါင်းများစွာကြာအောင်တိုက်ကြအသက်သွေးချွေးအရင်ကြီးများတယ်ဥပမာပေါ့ဗမော်တိုက်ပွဲဆိုရင်အခုဆိုရင်14လပြည့်ပြီတော်တော်ခက်တာဒါကချေရဆေးပြူကောင်းပြီးတော့နေမီကျွမ်းကျင်မှုတာနေလို့တာစစ်ကော်မရှင်တပ်က drone နေအဲ drone ရလဲသူကဟိုဒေါ်လာရင်းပတ်ကတဲ့စာလို့ရှိရင်ခေမီတာပို့သုံးနိုင်တယ်နောက် ဟိုလေချောင်းငုံဆုံမှုတွေနဲ့လေချောင်းတိုက်ခိုက်မှုတွေနဲ့သူအဲ့ဒီအตาအောက်ကနေပြီးတော့တိုက်ရတာသူ့ဘက်မှာအဲ့ဒါစိတ်တက်အင်ရမကောင်းလို့လားအာသူကအဲကြန့်ခိုင်မှုဒီစိတ်တက်မာကြောမှုကတော်လိုင်းဘက်ကတာတာတကယ်တော့ဒီနွေဦးတော်လိုင်းကြီးကတိုင်းသားတွေတော်တော်များများကိုစူးစီးဤစီတဲ့တော်လိုင်းကြီးပဲဗျ။တန်ကြည့်ရင်ကျွန်တော်တို့ကဝါရုကိုကန်တို့ဥဆောင်မှုနဲ့အာ ရှမ်းမြောက်20 29ဖြစ်လာခဲ့တယ်เนาะနောက်အဲ့ဒါနေပြီးတော့ဒုတိယပိုင်းနောက်ဆက်လာနိုင်ခဲ့တယ်ဒီတော်လိုင်းရေးဥဆောင်အဖွဲ့တွေ K KIA AA KNU DNL အဲ့လိုတွေနဲ့သူကအညာအင်အားစုကိုပါမြေပြတ်အင်အားစုပေါ့နော်ဒီအတတ်ပညာတွေလက်နက်တွေဖြန့်လာနိုင်။အော်ဒီလိုနဲ့တဖြည်းဖြည်းနဲ့အညာအင်အားစုတွေရဲ့အရေးပါမှုအပိုင်းဘက်ကို ရောက်လာ။အခုကိုပဲကြည့်လေမိုးကုတ်မြို့ကာကွယ်ကြီးစူးစမ်းလာနိုင်တာ နော်ဒါဒီဒီအင်အားစုတွေ2021 2022ခုနှစ်တွေမှာဒါမျိုးကစင်းအောင်မစင်းသားနိုင်တဲ့အနေထားเนาะအဲ့ဒါအရွေးကြီးွေပါဒါပေမဲ့ကျူချမ်းပြောလို့ပဲအညာအင်အားစုတွေမှာမလုံလောက်မှုတွေကြီးသေးလားကြီးတာပေါ့အခြေခံပြောရရင်တော့ခဲယံရှာပါမှုပါလက်နက်ကင်တော်လိုင်းကြီးဆိုတာအင်မတန်ငွေကုန်တာအဲ့ဒီတော့အရင်မြင့်ရှာပါမှုတွေလဲကြုံနေရတာနောက်တနတ်ရှိပြီမဲ့ခဲယံမရှိရင် ဒါတန်တုတ်တသက်ပဲအဲ့လိုပြောအဲ့လိုပြောလို့ဒါအညာတွေမှနေလို့ရှားပါမှုမဟုတ်ကရင်ကရင်နီမွန်ပါဝင်တခြားဒေသတော်လိုင်းတပ်ဖွဲ့တွေလည်းကြုံရတာအညာအတွက်ကရှမ်းမြောက်၁၀၂၀ကွန်စစ်စင်မှာ ပါဝင်ရင်းနဲ့လမ်းနဲ့ရှားပါမှုပြဿနာကိုတိုင်းတာတကူကြီးဖြေရှင်းနိုင်ခဲ့တယ်နော်အန်ယူဂျီရဲ့ကာကွယ်ရေးဝန်ကြီးဌာနအန်ယူဂျီဆိုရလဲဒီကိစ္စတွေမှာ အာသူကဝေယောင်းညှိနိုင်ဘာနာမှုဘာနာငွေရှာဖွေးတာเนาะနောက်ပြီးတော့ဝယ်ယူဟိုလိုရအောင်လုပ်နိုင်တာမျိုးတွေဒါစွမ်းဆောင်နေတာပေါ့လေဒါပေမဲ့လဲကျွန်တော်တို့မြန်မာပြည်ကြီးကတရုတ်ရဲ့ခန်းကဏ္ဍကလည်းတော်ခတ်တာဗျတရုတ်ကပြုတ်စုကလူလူနဲ့မရက်ပဲနဲ့ဆိုးစုနဲ့သွားသွားရက်တာ2025နှစ်စကနေစပြီးတရုတ်ရဲ့ဖိအားကြောင့်တကယ်လက်နဲ့အရင်မြစ်တွေသူတို့တွေကရောက်မပေးကြတော့ဘူး 2025ဩဂုတ်လ20ရက်မှာ YouTube ဆေးရပန်ဆန်းမျိုးတွဲဆောင်ပွဲမှာစီရီအပြင်ငွေကြေးအကူအညီကိုဘယ်ဘွဲဝင်မှပေးတော့မှမဟုတ်ဘူးလို့ထုတ်ပြီးတော့ပြောလာတဲ့နောက်ပိုင်းလက်နေရဖို့ဆိုတာပိုခက်သွားတာအညာမှာတိုက်ပွဲဝင်နေတဲ့လူငယ်တယောက်ကကျွန်တော်ကိုပြောပြတာရှင်းလားသူတိုက်ပွဲလေးတစ်ခုပေါ့နော်အဲ့မှာជីကိုရီပြီးတော့ပြစ်ခဲ့ရတယ်တဲ့ အညာဟာမြန်မာနိုင်ငံရဲ့ဒီဗဟုမှာဗဟုဂျပန်မှာရှိပြီးတော့ तू ကနေဇက်ဒေတာတွေလို့နေဇက်ဂိတ်တွေလောက်စစ်စေးလောက်ပဲရှိတာမဟုတ်ပဲမင်းအတွင်းဂိတ်တွေအစင်းစင်းဖြတ်ရတာလမ်းကြောင်းအရှိကြီးပဲအဲ့တော့လက်နဲ့ရဖို့ခက်တယ်လို့လက်နဲ့ဈေးကလည်းနေဇက်ဈေးတဲ့စားလို့ရှိရင်နှစ်ဆသုံးဆလောက်ကိုမြင့်သွားစေုပ်စုကအညာတော်လိုင်းကြီးကိုနှိပ်ကုပ်ဖို့အတွက်နောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့မုံရခိုင်နောက် ပြူစောတီးတွေအားကောင်းတဲ့ကံဘလူကြိုင်းနောက်ပြီးတော့ငလင်းကူညီကယ်ဆယ်ရေးဒီမြေပြင်ရှင်းလင်းရေးဆိုတဲ့အကြောင်းပြချက်နဲ့ငလင်းထိခဲ့တဲ့ဇကိုင်းခရိုင်တမတရားတိရှိတဲ့ပခုတ်ကူခရိုင်လေဒါစကဌာနာကျုပ်ရှိတဲ့အဲတမ88ရှိတဲ့မကွေးခရိုင်နောက်မန္တလေးတိုင်းကမြင်းချမ်းတမ်းမျိုးဖြစ်တဲ့မိတိလာခရိုင် ပြင်ဝလင်ခရိုင်နဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့မန္လေးခရိုင်တို့ပဟိုပြုပြီးစစ်ကြောင်းထိုးတာလေးသူကတောက်လျှောက်လုပ်နေပြီးတော့ပါရာမော်တာဂျိုင်ရိုကော့ပတာဒရုန်းတွေနဲ့အဲအပြင်လေယာဉ်တွေနဲ့ပုံကျဲတာဖီယာရှိစီရေးဖီယာရှိစီရေးဖီယာပြင်မယ်ဩဂုတ်လအလဲပိုင်းကစပြီးတော့ပုံစီစီစင်းမှုဖြတ်တောက်ရေးဒါအညာဒေတာသူလှုပ်ထားအလဲပိုင်းကိုပေါ့ဗျာနော်ပိတ်ထားတာအဲ့တော့ပုံစီနှုံးတွေကလည်းအစမတန်တက်ပစ္စည်းတွေကလည်းပြက်လက်တာတွေဖြစ်တယ် ဆေးဥစုကတော့အညာကိုဒီလိုမျိုးရေးရဆက်ဆက်ဖိလိုက်ဖိထားလိုက်လို့ရှိရင်အညာသားတွေအညာသူတွေလက်မြောက်သွားလိမ့်မယ်လို့ထင်မှုံရတယ်။ဒါပြန်ကြည့်ရင်အရင်ကလည်းရွာလုံးကျုံမီရှုအုပ်စုလိုက်ရေးဆက်ရေးဆက်ဆက်တတ်တာတွေလုပ်ခဲ့တာ။အခုလည်းအဲသူကစစ်ကြောင်းထိုးရင်တောင်မှသူတို့အထင်လာတဲ့ဒေတာတွေကပြည်သူတွေကိုအစုလိုက်ပြုံလိုက်ပေါ်တာဆွဲတာတွေနောက်အမျိုးသမီးတွေကိုဟို rape လုပ်တာတွေတပ်ဖြတ်ပစ်တာတွေလုပ်နေတာရှိတယ်။ ပြီးတိတ်ပြီးမခုခံတဲ့နယ်တွေမှာဆိုရင်ရွာထဲဝင်လာပြီးတော့လူစုကမ်းပြီးတယောက်ကိုစံနေနေနဲ့ပတ်စံနေနေအဲပြီးခဲ့ပြီးတော့သူကစီယုံရှင်းတာစစ်တပ်ထိန်းချုပ်တဲ့နယ်မြေတွေဖြစ်လာရင်ဒီလိုဒေသတွေအဲဒီလိုဒုက္ခတွေမဖြစ်တော့ဘူးနောက် PDF တွေစံကျင်ဖို့နောက်ရွက်ကပွဲကိုမဲပေးဖို့ဆိုတဲ့ဟာမျိုးတွေလောက်တာတွေ့ရဒါမဲ့လဲခြုံပြီးကြည့်လို့ရှိရင်အညာသူအညာသားတွေတော်တော်ဆွဲကောင်းလာတာဥဒတိစိုးစိုးဥညွတ်တာမရှိသေးဘူးကျွန်တော်အမြင်တော့ အများစုကဒီမင်းအွန်လိုင်းအုပ်စုဟိုစေအုပ်စုကဒုက္ခပေးလေစေအုပ်စုကိုဟိုယုံမုန်းတာမျိုးဟိုလောက်တာမျိုးတော့ဖြစ်နေလားမသိပါဘူးအညာမငိမ့်တာကမင်းအွန်လိုင်းတို့အုပ်စုအတွက် အတော်အနေရခက်တဲ့အနေသားပဲအဲ့လိုနဲ့မင်းအွန်လိုင်းအတွက်စီးရီမှန်ချက်လည်းမပြည့်နိုင်ငံရေးကြီးမှန်ချက်လည်းမပြည့်နဲ့မြောက်တစ်ကိုင်းလို့လို့မဲ့အကွက်တွေတောင်ဖြစ်နိုင်ယူကပ်ဝပ်ပြီးသားရင် NCA လက်မှတ်ထိုးထားတဲ့ ဒိုင်းနာအုပ်စုတွေပါဝင် ကိုပိုင်အုပ်ချုပ်ပြဌာန်းခွင့်အတွက်ဖက်ဒရယ်အတွက်တောက်ဆုံမှုတွေကြဲကြဲလောင်လောင်ကြားရလာနိုင်ပါတယ်အဲဒီတစ်ပတ်ကအချိန်လေးပြည့်နေပြီဆိုတော့အဲဆွေးနွေးမှုကိုဒီမှာပဲရနာချက်ပါတယ်ရှင်နောက်ပတ်တွင်မှာပြန်ပြီးတော့ဆုံတွေ့ရအောင်ပါရှင် ြစည်းမရေဒီယိုရဲ့ဒီကနေ့မနက်ပိုင်းအစီအစဉ်တွေကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းစစ်အာဏာရှင်ဘေးကနေကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာပါစေလို့မြစည်းမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရည်တည်နေမဲ့မြစည်းမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးစမ်းမကြပါစေခင်ဗျာ